တို့ကဗမာတက်ဗမာပြည်နယ်ကိုကူစားပြုမယ်လို့ပြောတဲ့အခါမှာကျွန်တော်အများကြီးတတိထားပြီးပြောလို့ရှိရဲအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့တက်တက်သေးကပဲဗမာပြည်နယ်ကိုကူစားပြုမယ်ဆိုတဲ့ဟာမျိုးလုံးဝမဟုတ်ပါဘူးအဲကျွန်တော်တို့ဒီဗမာပြည်နယ်ကိုကစားပြုမဲ့တက်တွေကတခုဖြစ်တယ်ပေါ့နော်အခြားတော့ဒီလက်ရှိချိန်မှာဆိုလေအဲဒီ new dollar ရဲ့ကာလမှာအဲဒီဗမာဒေတာမှာပေါ်ပေါက်လာတဲ့ အဲဒီလက်နက်ကင်ဒေါ်လာရေးအဖွဲ့ကြီးအများကြီးရှိပါတယ်ဆိုတော့ဒါသူတို့ကလည်းဗမာပြည်နယ်ထဲမှာရှိတယ်လက်ရှိအချိန်မှာကျွန်တော်တို့တပ်တော်မှာပဲဒီကိုယ့်ရဲ့ဒေတာမှာအခြေဆိုင်နိုင်ပြီးတော့ရုံးကန်ရတဲ့တပ်ဖွဲ့တွေဖြစ်တဲ့အတွက်သူတို့ကလည်းဗမာပြည်နယ်ကိုကိုစားပြုလို့ရတဲ့တပ်ဖွဲ့အနေနဲ့ကျွန်တော်တို့ရှုမြင်ပါတယ်ဆိုလိုချင်တာကအာကျွန်တော်တို့ဗမာပြည်နယ်ရှိလာရမယ်ဗမာပြည်နယ်ကိုငါတို့ကပဲကိုစားပြုမယ်ဆိုတာမျိုးလုံးဝမဟုတ်ဆိုတာကိုဒီညမှာကျွန်တော်ကပြည်သူလူထုကိုရှင်းရှင်းလင်းလင်းအတည်ပြုလို့ပါတယ်ဆိုတော့ခါကြတော့တကယ်လို့ဒါဘာဖြစ်ဖြစ်နောက်ပိုင်းမှာဒီ အဲအညာဒေတာမှာဗမာဒေတာမှာရှိပြီးတာတက်ဖွဲ့တွေနဲ့ကျွန်တော်တို့တွေမဟာမိတ်တွေပေါင်းမဟာမိတ်စုဖွဲ့ပြီးတော့ဗောနော်ဒီစစ်ကောင်စီကိုတိတိကျကျတွန်းလှန်နိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီဗမာဒေတာကလည်းတကယ်လွတ်မြောက်တဲ့ဒေတာမဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျာ